မြန်မာစာကိုစာစီဆိုင်လုပ်ပြီးဆိုရင်အင်္ဂလိပ်စာလိုတန်းပြီးတော့ print ထုတ်လို့အဆင်မပြေပါဘူးမြန်မာစာရိုက်ပြီးဆိုရင်စာညှိပြီးမှ print ထုတ်လို့အဆင်ပြေပါတယ်စာစီဆိုင်လုပ်တော့မယ်ဆိုရင်အရင်ဆုံးလုပ်ရမှာကစာရွက်ဆိုင်ရွေးမယ် A4 လား A3 လားအထောင်နဲ့ရိုက်မှာလားအလဲနဲ့ရိုက်မှာလားထောင်လေးရွေးပြီးတော့ပြီးဆိုမှ margin ချိန်မယ်ခုလိုမျိုးစာပိုက်ရိုက်မယ်ဆိုရင်တော့ justify ဘိုင်းနဲ့စာရိုက်တာအကောင်းဆုံးဖြစ်ပါတယ်စာညှိတော့မယ်ဆိုရင် spacebar နဲ့ backspace သုံးပြီးတော့စာညှိရမှာဖြစ်ပါတယ်အခုစာဆပြီးတော့ညှိပါမယ် ဒီစာပိုက်မှာအပေါ်ဆုံးစာကြောင်းက space တွေဒါကျဲနေပါတယ်အဲ space တွေကျဲနေတဲ့အတွက်ဒီအောက်ကစာကိုအပေါ်တင်ပြီးမှစာကြည့်လို့ကောင်းမှာဖြစ်ပါတယ်အဲဒါကြောင့်မျိုးဥသေးရောဆိုတဲ့စကားစုကိုအကုန်လုံးတင်မယ်ဆိုရင်လည်းဒီပေါ်မှာမဆက်ပါဘူးမဆက်လို့လည်းဒီအောက်ကိုကျလာတာဖြစ်ပါတယ်ဇေဒီရဲ့နောက်ကိုစာချလိုက်ပါမယ် keyboard ကနေ space bar ကိုနှိပ်ပါမယ်မတက်ဘူးဆိုရင် bus pay ကိုပြန်ပြီးတော့ချက်နှိပ်ပါ။ဥယျာဉ်တော့ကစားချပါမယ်။ sway bar ကိုတစ်ချက်ပုတ်ပါ မျိုးဦးကဒီအပေါ်ကိုတက်သွားတော့ဘောစာကြောင်းကတော့ကြည့်ရတာအဆင်ပြေသွားပါပြီဒုတိယစာကြောင်းကဒီမှာ speed တွေဒါကျဲလွန်နေပါတယ် speed တွေဒါကျဲလွန်နေတဲ့အတွက်တတိယစာကြောင်းကစာကိုအထက်ကိုတင်ပြရပါမယ်အတန်ရှင်းတာယာတာယာရဲ့နောက်ကိုကစားချပါမယ် speed bar နှိပ်လိုက်ပါတယ်ဒါဆိုရင်ဒုတိယစာကြောင်းကိုကြည့်ရတာလည်းအဆင်ပြေသွားပါပြီတတိယစာကြောင်းလည်းကြည့်ရတာအဆင်ပြေပါတယ်ဒုတိယစာဘက်ကိုထပ်ပြီးတော့ညှိပါမယ် ဒုတိယစာပေမှာလည်းစပီရီတာအခြေလုံးနေပါတယ်။တန်ရှင်းရေးရဲ့နောက်ကိုကာစားချပါတယ်။စပီကပုတ်ပါတယ်။အဲဆိုရင်ရှိရတာစင်ပြေသွားပါပြီ။ဒုတိယစာချုပ်ကနည်းနည်းလေးကျဲနေတဲ့အတွက်သွားရောက်ကိုတင်ကြည့်ပါမယ်။ရောက်ရဲ့နောက်ကိုကာစားချပါတယ်။စပီကပုတ်ပါတယ်။မတက်ပါဘူး။မတက်ရင်ဘတ်စပီကိုပြန်ပြီးတော့တစ်ချက်နှိပ်ပါ။အဲသွားကိုတင်ကြည့်ပါမယ်။သွားကတလုံးနဲ့ပွဲနေရင်လည်းအခုလိုမျိုးတင်ပြရမှာဖြစ်ပါတယ်။ ။ဆာအုတွေကထုတ်ထားတဲ့ဆာအုဒီမှာလည်းခုလိုမျိုးပဲစာညှိထားတာဖြစ်ပါတယ်။အစဉ်ဒုတိယစာကြောင်းစပိတ်မချတော့ပါဘူး။တတိယစာကြောင်းကကြည့်ရတာအဆင်ပြေပါတယ်။ဒီပင်စမတ်စာကြောင်းလည်းကြည့်ရတာအဆင်ပြေပါတယ်။အစဉ်ဒီစာပိတ်ကြည့်ရတာအဆင်ပြေသွားပြီဖြစ်ပါတယ်။ဒီတတိယစာပိတ်မှာပေါ်ဆုံးစာကြောင်းကစပိတ်ဒီတာကျေလွန်နေပါတယ်။တတိယစာပိတ်ကိုဆက်ပြီးတော့စာညှိပါမယ်။မိထုံပွဲများကိုကိုရဲ့နောက်ကိုကာစာချလိုက်ပါတယ်။ကိုထီအောင်မတက်လို့ဘတ်စပိတ်ကိုတစ်ချက်ပြန်နှိပ်ပါတယ်။ မိထုံးပွဲပွဲနောက်ကိုကာစာချပါတယ်မတက်ပါဘူးထုံးရင်နောက်ကိုကာစာချလိုက်ပါတယ်မိထုံးပွဲများကိုလိုက်ကြည့်ကြသည်ဒီနေ့ပုံမှန်တွေကက်နေတဲ့အတွက် spiritual နှိပ်ပါမယ်ပုံမှန်နဲ့စာနဲ့ spiritual ရှိရမှာဖြစ်ပါတယ် ဒုတိယစာကြောင်းကလည်းစပိရီဒါကျင်းနေတယ်ပြောတတိယစာကြောင်းကစာကိုအထက်ကိုနည်းနည်းခွဲပြီးတော့တင်ပါမယ်ကြိတ်ကြိတ်ထီအောင်တင်ကြည့်ပါမယ်တက်ပါတယ်ဒါဆိုရင်လည်းစာကျဲနေပါသေးတယ်တို့ကစာချပါမယ်ဒါဆိုရင်လည်းနည်းနည်းကျဲပါသေးတယ်နေထီအောင်တင်ကြည့်ပါမယ်တက်ပါတယ်ခုလိုမျိုးတစ်လုံးချင်းတင်လိုက်ပြီဆိုရင်တော့ဒီမှာစပိရီချတော့ပါတယ်အဲ့လိုစပိရီချရင်လည်းဆိုရင်တိုးရဲ့ရှိမှာကစာချပါဘတ်စပိရီချပြန်ပြီးတော့နှိပ်ပါတိုးနဲ့နေနဲ့ကလည်းစပိရှိနေတဲ့အတွက်နေရဲ့ရှိကိုကစာချပြီးတော့ဘတ်စပိရီကိုရှက်နှိပ်ပါတတိယစာကြောင်းကပြန်ပြီးတော့ကျဲသွားပါတယ် တဏီယာယာတိအောင်တင်ကြည့်ပါမယ်ကြည့်ရတာစင်ပြေတော့ပါပြီပင်စမဆာချောင်းကနည်းနည်းလေးကျဲနေပါတယ်ကြည့်ရတော့ကစားချပါတယ်မေးကြည့်ထိမတက်ပါဘူးမေးရတော့ကစားချပါတယ်ပေပါပုတ်ပါတယ်စရမဆာချောင်း၆ချောင်းမြောက်ကပြန်ပြီးတော့ကျဲသွားတဲ့အတွက်ထားရင်တော့မှကစားချပါမယ်တတိယစာပိုင်းလည်းကြည့်ရတာစင်ပြေတော့ပြီဖြစ်ပါတယ်အောက်ကစာပိုင်းဒီကူတော့ထက်ကြီးမပြတော့ပါဘူးအခုဤအတိုင်းပဲစပေပါနဲ့ဘတ်စပီကိုသုံးပြီးတော့စာကြီးလိုက်ရင်ရပါပြီ